မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမောင်စရာရေးသားသောမြန်မာနိုင်ငံပြည်ပတိသာသနာဝင်တွင်ရဟန်းကိစ္စပြည့်မြောက်သည်ဟုရှင်လူများ၏ယုံကြည်ခြင်းခံရသောဝေဘူးဆရာတော် ရှင်ကုမာရအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူရရဝေအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြင်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် မြန်မာနိုင်ငံပြည်ပတိသာသနာဝင်တွင်ယဟန်းကိစ္စပြည်မြောက်သည်ဟုရှင်လူအများကြီးယုံကြည်ခြင်းခံရသည်ယဟန်းနာဟုထေရှားခဲ့သောညောင်လွတ်တော်ရဆရာတော်ရှင်မေတာဝီထံနိနေတရခံ၍ညောင်လွတ်တော်ရဆရာတော်ကဲ့သို့ပင် ပြန်လွန်သည့်တိုင်ဆုံးခံဝတ်ကိုအလေးထားကျင့်သုံးခဲ့သည်1950ဝန်းကျင်ကဗုဒ္ဓသာသနာပြုအီတလီယဟန်းတော် ဥလောကနာထသည်ဝေဝူဆရာတော်ကိုဖူးမြော်၍ယဟန္တာဟုတ်မဟုတ်မေးမြန်းရာ တို့များခီးသွွားပုဂ္ဂိုလ်ပါဗျာဟုဖြေခဲ့သည်ထို့နောက်ဆက်၍လမ်းမှာယရနာရှင်ငွေကြောက်တံပရများတွေတွေ့ရင် ပြောပါမလားဟု ပြန်လည်မေးမြန်းရာဥလောကနာထကမပြောပါဘူးဟုဖြေလျင်အေးဗျာဒီလိုပါပဲဟုမိန့်ခဲ့သည်ဤတွင် nation အင်္ဂလိပ်သတင်းစာတွင်ပါလာရာယဟန္တာဟုထင်ရှားကြော်ကြားခဲ့သည် ကြောက်စဲဝေဝူကြောင်းဇာတိအင်းချင်းပင်ရွာနဲ့ရွှေဘူအောင်မြင်ရိပ်သာတို့၌လေးလာစီလှည့်လေတဲ့တင်းသုံး၍ဝေဝူဆရာတော်အင်းချင်းပင်ဆရာတော်ရွှေဘူအောင်မြင်ဆရာတော်ဟုအမည်တွင်ခဲ့သည်ပရိပတ်တိအမွေခံထင်ရှားသောတပည့်တို့မှရန်ကုန်အင်းရမြိုင်အပြည်ပြည်ဆိုင်ရာပရိပတ်တိလုပ်ငန်းဌာနကိုဦးဆောင်တည်ထောင်သူငွေစင်းမင်းကြီးဦးဝခင်ဖြစ်သည် ဝီဟူဆရာတော်ဖျားကြီးကို1896ခုနှစ်ဖေဖော်ဝါရီလ18ရက်တနင်္လာနေ့တွင် ရွှေဘိုခရိုင်ခေဦးမြို့နယ်အင်ဂျင်းမင်ရွာ၌ဖွာသည်အဖအုလူဖေးအမိဒေါ်ဂျင်းတို့ဖြစ်သည်မွေးချင်း၄ယောက်တွင်အကြီးဆုံးငယ်နမဲမောင်ကျော်ထွန်းဖြစ်သည်အင်ဂျင်းမင်ရွာအင်ဂျင်းမင်ကျောင်းဘုံကြီးရှင်သူမနာ1864-1928ထံစတင်ပညာသင်သည်ဆယ်နှစ်အရွယ်တွင်မိဘနှစ်ပါးကရှင်တိုင်းကခံ၍တာမဏေဖြစ်သည်ဘွဲ့ရှင်ကုမာရာ ဥပဇေဆရာမရှင်သူမနာဖြစ်သည်၁၃နှစ်တွင်မန္တလေးမြို့အင်စပါတော်ဦးရီတော်ရွှေလူမိသားစုကထပ်မံရှင်ပြုပေးသည်၁၉နှစ်တွင်ရှင်လင်းပြန်၍ကျောင်းစည်းဖြစ်နေခဲ့သည်၁၈နှစ်တွင်တတရကျင်းထပ်မံတာမဏေပြုသည်1935ခုနှစ်တွင်ကံဆွယ်တော်ရဆရာတော်ကိုဥပဇေပြု၍ယဟန်ဖြစ်သည်ဘွဲ့ရှင်ကုမာရဖြစ်သည်ယဟန်သောဝါရသည့်တိုင်ငယ်ဆရာရှင်သူမနထံပါဠိအထာကရာဒီဃာများဆက်လက်သင်ယူသည် 1918ခုနှစ်တွင်မန္တလေးမြို့မစိုးရိမ်ကျောင်းတိုင်ဓမ္မနယူပရိသတ်ကျောင်းတိုင်တရင်တုံ၍မစိုးရိမ်ဆရာတော်ရှင်သောမမစိုးရိမ်ဆရာတော်ရှင်သူရိယမစိုးရိမ်စာချပထမကျော်ရှင်ညာနာ1883 1939ခုနှစ်ထံပရိယတ်တီစာပေများတည်ယူသည်ယဟန်ငါးဝါရတွင်ငယ်ဆရာရင်ထံပြန်၍အင်းကျင်းဝင်ကျောင်း၌ယဟန်တာမဏိကျောင်းသားများကိုစာပေပို့ချဆောက်ရှောက်သည်အလတ်ချိန်တွင်ရှင်သူမနထံဝိတ္တုဒိမတ်ကိုဒုတိယကျင်းထပ်မံတည်ယူလေ့လာသည် ဆရာရင်ရှင်သူမနာကြီးလှုပ်ဆောင်မှုကြောင့်ပရိပတ်တိကြင်ကြံအားထုတ်ရန်စိတ်ညွတ်လာသည်ယဟန်ကိုဝါရတွင်ဆရာကြီးခွင့်ပြုချက်အရာတပိတ်တလုံးသင်္ကန်းသုံးနယ်ဖြင့်တောထွက်ခဲ့သည် ဥစွာရွှေဘိုမြို့ပသိမ်တော်ရကမ္မထန်းတိုင်ဆရာတော်ထံချင့်ကပ်၍တဝါနိခံကြင်ညာအားထုတ်သည်။ဝါကျုလျင်ရွှေဘိုမစကိုင်းစကိုင်းမရမဲသိန်းညောင်လွန်တော်ရဆရာတော်ရှေမေတာဝီထံနိခံအားထုတ်သည်။ညောင်လွန်တော်ရဆရာတော်ရှေမေတာဝီ1868-1933မှာယဟန္တာဟုထင်ရှား၍ပရိယပရိပတ်ဆွဲဆောင်ထမ်းမြတ်သည်။ညောင်လွန်မှာတဖန်မင်းဘူးရွှေဆက်တော်သို့ခရီးဆက်ရာလန်ခီးတွင်လေနာယောဂါရသည်။ မြတ်ထားခီးသွာထားကတူကလေနာယောဂါကိုကြောက်စဲမျိုးဝေဝူချောင်းဓမ္မရှောရေတွင်မှရေကိုတောက်တုံးမှာကပျောက်ကင်းနိုင်ချောင်းလျှောက်ထား၍ကြောက်စဲကိုမိရထားဖြင့်ပြန်ခဲ့သည်1924ခုနှစ်မေလ12ရက်နေ့တွင်ကြောက်စဲရောက်သည် ဝေဘူးချောင်းဓမ္မရှောရေတွင်မှရေကိုတောက်တော့ရလေနာယောဂါပျောက်ကင်းခဲ့သည်ဝေဘူးချောင်းလိုင်ကူများတွင်တည်သေးသုံး၍ပရိပတ်ဒီကိုကြင်ကြံအားထုတ်ရာဒါရကလေးဦးစုပေါင်း၍နေချင်းပြီးတဲချောင်းဆောက်လှူဒန်းသည်ဝါရင်တဲကြောင်၌တရင်သုံး၍အနည်းရှိအင်္ဂလိပ်တင်ဆိုင်၌တုတ်တန်ဒူတင်ဆောင်သည်။ဝါကျွတ်သောဆက်တရေဥပြော့လူပြန်တော်ဆရာသိန်းတို့ပင့်ဆောင်၍ဝေဘူးချောင်းပြောင်းရွှေ့တရင်သုံးသည်။ကြောက်စဲဝေဘူးချောင်း၌ကြည်ကြံအထုံနေစဉ်မိခင်ကွယ်လွန်သည်။ ဖခင်လိုက်လာ၍အင်ဂျင်ပင်ကိုပင့်ရာအကြိမ်ကြိမ်ညှဲပယ်သည် 1928ခုနှစ်တွင်ကျောက်ဆယ်ဆက်ပိုင်းဥပြောရေးအကြံပေးချက်တိုင်းဖခင်ကိုယ်တိုင်ဝေဘူးကျောင်း၌ရဟန်းဝေပြီးပြစ်ဆောင်မှအင်ဂျင်ပင်သို့ကြွရောက်သည်ဝေဘူးဆရာတို့၏ဖခင်ရဟန်းခံပွဲ၌စွလုံးဆရာတော်ကိုပင့်သည်တိတ်သမုတ်ပွဲ၌ညောင်လွန်တော်ရဆရာတော်မိဒီလာရေးလဲဆရာတော်မူလာပသိမ်ဆရာတော်တိန်အောင်ဆရာတော်တို့ပါဝင်ခဲ့သည်အင်ဂျင်ပင်တွင်ငယ်ဆရာတော်ထံသတင်းသုံး၍ဆွေမျိုးဒိုင်ကာဒိုင်ကာမများကိုတရားဟောပြောကာကမ္မထမ်းအားထုတ်စေသည်ရှင်ကုမာရာတောထွက်ကြင်ကြံအားထုတ်သည်မှာ သုံးနှစ်ခန့်သာရှိသေး၍ရှင်ကုမာရ၏တရားပြသမှုကိုပဝင်းကျင်ယဟန်တန်ဃာများကတန်လျာမကင်းဖြစ်နေသည်။သို့သော ရှင်ကုမာရ၏အိန္ဒြေတွင်ပြင်လက္ခဏာ၏အေဂျန်တီကြီးမှု တရားဥရမှုကိုငယ်စရာတော်ကိုတိုင်းယုံကြည်၍တပည့်ထံမှ ကိုတိုင်းနိခံကြင်ကြံအားထုတ်သည်တပည့်ဒါရိုက်တာများယဟန်ရှင်လူများကိုလည်းအားထုတ်စေသည်တရားကြင်ကြံအားထုတ်နေစဉ်1928ခုနှစ်ဖေဖော်ဝါရီလ26ရက်တနင်္ဂနွေနေ့တွင်ငယ်စရာရင်အင်ဂျင်မင်စရာတော်ပြလုံတော်မူရာရှင်ကုမာရသည်အင်ဂျင်မင်ကျောင်းတိုင်း၌ကတင်မြောက်ခံရသည်အင်ဂျင်မင်ကျောင်းတိုင်းကပ္ပတန်တရားပြတရာဒုံလဘယဟန်80ကျော်လူပုဂ္ဂိုလ်200ကျော်ညစဉ်ကြင်ကြံအားထုတ်ခဲ့သည် 1928ခုနှစ်ဝါကျွချိန်တွင်ကြောက်စဲမှစက်ပိုင်ဥပျော်နှင့်ဒါရိုက်တာများရောက်လာ၍နှစ်ဖက်ဒါရိုက်တာများညှိနှိုင်းကနှစ်စဉ်အင်ဂျင်ဘယ်ကမ္မထမ်း၌6လဝီဘူးချောင်း၌6လသတင်းသုံးရန်သဘောတူညီကြသည်ထိုအချိန်မှစ၍တလှည့်ကြီး6လသတင်းသုံးပြိပတ္တိသာသနာပြုခဲ့သည် 1950ပြည်နှစ်နိုဝင်ဘာလ29ရက်တွင်ရွှေဘုံမြို့ရှေ့နေဦးအောင်ဖေရန္နာသိန်းကစက်တထေဦးထွန်းဖေစသောဒဏ်ကာများတောင်းပန်၍ရွှေဘုံမြို့အောင်မြင်ဧတာ၌လေးလခွဲ၍တရင်တုံးခဲ့သည်နှစ်စဉ်ကမ္ဘာန်းဌာနတုံးနေရလှဲ့လေတရင်တုံးရာဝေဘူးဆရာတော်အင်ဂျင်မင်ဆရာတော်ရွှေဘုံအောင်မြင်ဆရာတော်ဟုအမည်တွင်ခဲ့သည် အကျင့်သိက္ခာသီလတမာရီလွန်ခဲ့၍ယဟန်ရှင်လူများ၏ယဟန်နာဟုယုံကြည်မှုခံရသည်1953ခုနှစ်ဇူလိုင်လ9ရက်နေ့တွင်ရန်ကုန်မြို့အင်းရမြိုင်အပြည်ပြည်ဆိုင်ရာပြည်ပတိလုပ်ငန်းဌာနတည်ထောင်သူငွေစင်းမင်းကြီးဥပခိန်၏တောင်းမှန်လျှောက်ထားချက်အရပထမဆုံးချိန်ရန်ကုန်မြို့သို့ကြွားရောက်၍9ရက်ပြည်ပတိသာသနာပြုသည်1954ခုနှစ်တွင်တမရအောင်ဆက်ရွေတိုင်မြောင်ဦးတည်ဝင့်လုံတော်ရဦးကျော်မြင့် အမြတ်ခွန်မင်းကြီးဦးစံသိန်းမြေထားငွေစင်းမှုချုပ်ဦးသိန်းညွန်မြေထားမင်းကြီးဦးကြည်ဝင်းတို့ပါဝင်သောဝေးဘူးဆရာတော်ပိတ်ဆောင်ရေးအဖွဲ့ကလျှောက်ထားတောင်းပန်၍ရန်ကုန်မြို့တက္ကသိုလ်ဓမ္မယုံ၌တည်င်းတုံကကမ္မထန်တရားများဟောကြားသည်ရန်ကုန်မြို့တွင်လှည့်လည်၍စွန့်ကန်အပူဇော်ကန်ကြွခဲ့သည်ရန်ကုန်မြို့မှတဆင့်မြို့ဝကျောပေါ်မြို့ရွာအသီးသီးတို့တရားလှည့်လည်ဟောပြောသည်စတ္ထသင်္ဃာယတနာ တင်ပွဲကိုလည်းတက်ရောက်ခဲ့သည် ပထမနေ့တွင်ဧည့်သည်တော်ခမ်းမှဒုတိယနေ့၌မဆွေဆရာတော်ရှင်သူရိယနှင့်အတူအလဲတက်တတိယနေ့တွင်တင်္ဂယနာနာယကညောင်ရမ်းဆရာတော်ရှေယဝဒနှင့်အတူ အမြင့်ဆုံးနေရာ၌နေရာပြခတ်ရသည် 1959ခုနှစ်ဒီဇင်ဘာလ10ရက်နေ့တွင်အီတလီ ဖုံးတော်ကြီးရှင်လောကနာထ1869 1966ရှင်သူမနာမြက်ထားစင်းစစ်ချုပ်တပည့်ရင်ဦးသိညွန့်တို့နဲ့အတူတီးလင်္ကာနိုင်ငံကိုရေလမ်းမှာကြွားရောက်သည်တီးလင်္ကာနိုင်ငံဒုတိယမြောက်ဝန်ကြီးချုပ်၏ညီအထက်လွှတ်တော်အမတ် Justin Kotila Wala Mitazui ပြဖိတ်ချက်အရကြွရောက်ခြင်းဖြစ်သည်တိလင်္ကာနိုင်ငံတွင်ဆွေတော်မြတ်နှင့်ရှီဟုံးသာသနိကနေရာများလှည့်လည်ဖို့မျှော်၍တရားဟောပြောခဲ့သည်ဝီဘူးဆရာတော်ကမြန်မာလိုဟော၍ဥသိညွန်ကအင်္ဂလိပ်ဘာသာပြန်တိလင်္ကာစကားပြန်တဦးကတီဟိုဘာသာပြန်ဆိုခဲ့သည်တိလင်္ကာမှတဆင့်အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာနှင့်ဗုဒ္ဓသာသနာသမိုင်းဝင်ဒေသများလှည့်လည်ဖို့မျှော်က1958ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့တွင်ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိသည် ဝေဝူစရာတော်သည် နွေရာသီလေးလာကိုအင်ကျဲမြိုင်၊မိုးရာသီလေးလာကိုကြောက်စဲဝေဝူကြောင်းစောင်းလေးလာကိုရွှေဘူအောင်ပြိဒါနိုင်တရင်သုံး၍ကိုတိုင်းကမ္မထံကိုကျင့်ကြံအားထုတ်ယောဂီဒေါလဘရဟန်းများကိုလည်း ကပ္ပထပေးခြင်းဖြင့်ပရိပတ်တိသာသနာပြုသည်1965ခုနှစ်တွင်ငွေစင်းမင်းကြီးအင်းရမြိုင်အပြည်ပြည်ဆိုင်ရာပရိပတ်တိဌာန၏ကပ္ပထန်းဆရာကြီးဦးဝခဲနှင့်တပည့်ဖြစ်သူမန္တလေးတက္ကသိုလ်ဒုတိယအဓိပတိဟောင်းဦးကိုလေးဆရာမောင်တို့ဝေဘူးဆရာတော်ထံဒုံလပတ်ယဟန်ပြု၍ပရိပတ်တိနိနာနေတရားခံယူသည်ဝိဘူးဆရာတော်သည်ပြိပတ်တိကိုသာကြင်ညာအထောက်ခဲ့သည်ပြိယတိဆိုင်ရာစာပေကျမ်းဂန်မပြုစုခဲ့ခြင်း သို့သောဆရာတော်ဟောကြားခဲ့သောတရားတော်များကိုပြန်လည်တော်မူပြီးနောက်ပြန်လည်စုစည်း၍စာအုပ်များထုတ်ဝေခဲ့သည်1992ခုနှစ်တွင်ဆရာကြီးဥပခဲတပည့်ရောဂျာဘစ်ဂျော့ကအင်္ဂလိပ်ဘာသာပြန်၍ selected disco or ဝေဘူးဆရာတော်ဝေဘူးဆရာတော်ဤလက်ရွေးစင်တရားများအမည်ဖြင့်အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေဓမ္မဒါနပြုခဲ့သည်ရဟတာဟုထင်ရှားသောဝေဘူးဆရာတော်သည်တတ်တော်83တိခာ63ဝါရ1989ခုနှစ်ဇွန်လ26ရက်တနင်္ဂနွေနေ့ည9:30တွင်ခင်ဦးမြို့နယ်အင်းကြီးပင်ကျေးရွာကမ္မထမ်းကျောင်းတိုင်၌ခန္ဓာဝန်ချခဲ့ပါသည် ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။